ဖေးချင်းမင်းကြီးများအားလုံးမင်္ဂလာပါရှင်။နာမည်တရက်9လ25ဘောနော်ဆနှစ်ချိန်အတွက်ဒီကနေ့ဒေတာကိုထပ်ပြီးတော့ရှာတွေ့ထားတာလေးကိုတင်ပြပေးမယ်နော်။ဒေပါဒေဆိုတဲ့တကြောင်မလို့ခုထိတ်ကိုအရင်ဆုံးသွားရအောင်နော်ဒီမှာ3နဲ့ခွန်3နဲ့ခွန်၃လုံးပေါင်းမယ်3နဲ့နဲ့ပေါင်းတော့9 9ရဲ့ခွန်ရဲ့ပေါင်းတော့ပေါင်းခြင်းနဲ့ဆိုပြီးတော့ရထားတယ် ်ပြီเนาะဒါဆိုရင်စက်သွားပါမယ်နောက်တစ်ပင်338 3 3ရနဲ့ပေါင်းတော့3 38ရပေါင်းတော့1နှစ်ပြီးတော့1ဆိုတော့တပွင့်ညော့သွားတာပေါ့เนาะဒါဆိုရင်ဒီမှာလာမယ်ထိတ်စည်းတစ်လုံး6နှစ်ပေါ့เนาะဒီလို3လုံးပေါင်းမယ်နှစ်ကိုတစ်လျှော်တော့တစ်ကိုတစ်လျှော်မယ်ဆိုတော့3လုံးပေါင်းရင်သူက3ညဖြစ်ကြမယ်เนาะအဲ့တော့3လုံးပေါင်းရင်3ညဖြစ်ကြပါမယ်เนาะဒါဆိုလို့ရှိရင်အဲ့တော့1နဲ့6နဲ့ ပေါင်းတော့ပေါင်းချင်းတက်နောက်တစ်လုံးနဲ့ပေါင်းရင်၃ညဆိုတဲ့အတွက်ကြောင့်ကိုထဲမယ်။နှစ်နဲ့ကိုနဲ့ပေါင်းတော့တက်တရင်ကိုရင်ပေါင်းတော့ပေါင်းချင်းက၃ညဆိုပြီးတော့ရထားတယ်နော်။ဒါဆိုလို့ရှိရင်ဆက်ပြီးတော့သွားရအောင်နော်။ဒီမှာ shift ခွန်နှလုံးပေါင်းတော့ပေါင်းချင်းက ။ဟုတ်ပြီနော်။ဒါဆိုရင်၅၉၂လုံးပေါင်းတော့ပေါင်းခြင်းလေး။ဒါဆိုရင်အောက်ကိုဆင်းရင်သူတဝင်းရော့သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲနော်။ဒါဆိုရင်ဒီမှာအလဲတိုင်းဒီမှာနှစ်။၂လုံးပေါင်းမယ်ဆိုရင်လေးကိုတရှော်တော့သူက၃ဖြစ်ပါမယ်။ ပေါင်းချင်းသုံးဖြစ်ကမယ်ဒီမှာနှစ်ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းရင်သုံးဆိုတော့တက်တယ်မယ်နင်းနဲ့တင်းနဲ့ပေါင်းရင်ဒီမှာလိုချင်တဲ့သုံးဆိုတာကိုရပါပြီနော်အဲကိုထိန်နဲ့တက်အလေတိုင်းကိုတက်ဆိုပြီးတော့နှလုံးရသွားပြီနော်ဒီဘက်မှာဒါဆိုရင်အပိတ်ကိုဆက်သွားမယ်နော်6နဲ့7နဲ့နဲ့ရှင်းနဲ့ပေါင်းတော့၃ည၃ည၆နဲ့ပေါင်းတော့ပေါင်းချင်း၆ဆိုပြီးတော့ရထားတယ်။ဟုတ်ပြီနော်။ဒါဆိုဆက်သွားမယ်။၃၃ည၂။၃နဲ့၃ည၂ပေါင်းတော့၃၃ရနဲ့ရပေါင်းတော့၅ ဟုတ်ပြီနော်ဒါဆိုရင်အခု3 6ဒီမှာအပိတ်တလုံးနော်ဒါဆိုရင်6ကနေတပွင့်ရောတော့9ဖြစ်သွားတယ်ဆိုတော့9ကနေတပွင့်ရောတော့3လုံးပေါင်းရင်4ဖြစ်တာနော်အဲ့တော့3နဲ့6နဲ့နှလုံးပေါင်းတော့2နောက်3နဲ့ပေါင်းရင်4ဆိုတော့2ပဲထည့်မယ်3နဲ့6နဲ့ပေါင်းရင်2နောက်ထပ်2နဲ့ပေါင်းတော့4ဟုတ်ပြီနော်ဒါဆိုလို့ရှိရင် ကဏ္ဍလေးရလာမယ်နော် 3D ပါတရက်9လ25ပေါ့နော်ဆက်နှစ်ကြိမ်မှာတဲ့ကစားရမယ်ကဏ္ဍလေးတကွာကတော့ကိုထိပ်စီတက်အလန်နဲ့အပိတ်ကိုတက်နှင်းဆိုပြီးတော့ရှာတွေ့ထားပါတယ်နော်ဒါတော့ဒီမှာဆက်ရအောင်ဆက်ပါခြင်းဖြစ်ပါတယ်။ကိုလိုမတော့ချက်တင်မဲ့ချက်နဲ့တက်မယ်ဆိုရင်လိုက်ပြီးတော့ခစားကြပါနော်။အားလုံးပဲနာမည်ပတ်မှာစင်ပြေကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။